ခေဒီဒီကမြဝေပြီးမှဝကြွေးကံကြီးတွေကိုအောင်ဘယ်လိုဆက်မလဲဘယ်လိုလုပ်ကြမလဲကြည်အောင်ဘယ်လိုလုပ်မလဲမအကျွေးကြောင်ဆင်းနေရတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုံးမှမပြောတာပဲဖြစ်ဖြစ်စိတ်တွေအရန်ညင့်ပြီးထွက်ပေါက်မရှိတော့ဖြစ်ဖြစ်အဲ့လိုမျိုးတွေမှာကိုယ်ကစိတ်ညစ်လာတယ်ဆိုဝကြွေးတွေမြင်မြန်ကုန်ပါစီတော့တို့ဆူတောင်းလည်းမရဘူးအဲ့တော့ကျွန်တော်ကကိုတွေ့ကြုံရတာအခုဆိုကျွန်တော်အရင်ပြောတယ်ပြောရွှင်နေရတယ်ခြေနဲ့နေရတယ်အားလုံးကလည်းအစီအပြေတွေနဲ့ပြီးဆုံးလာတယ်အဲ့တော့ကိုလည်းအရင်ပြောလာတယ် အော်စိတ်တွေလည်းလွတ်လပ်လာတယ်ပေါ်ပါလာတယ်ပေါ့နော်အဲ့လိုမျိုးတွေမလုပ်ခဲ့ရလဲဆိုလို့ရှိရင် breathing တကူမျှဝေပေးမယ်နော်ကိုရိပါဒါမှမဆိတ်ရှိပါသီးခံပါကျွန်တော်ဆိုတနစ်တီတီစိတ်ခဲတယ်တနစ်တီပြီးတဲ့အနေမှာပဲပြည့်တဲ့နေမှာထူးထူးခြားခြားပေါ့ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုတွေကိုအလုံးစုံရလာတယ်အကျိုးတွေကြည့်တယ်ဆိုတဲ့စိတ်ခံစားချက်ကိုရရှိခဲ့ပါတယ်အဲ့တော့ဘာလို့ဆေးရမလဲဆိုဖျားရှင်ဂုံတော်ကိုးပါးထဲမှာရှိတဲ့ဒုတိယမြောက်ဂုံတော်ဖြစ်တဲ့တမ္မာတံဗုဒ္ဓကို တနေ့တနေ့မှာမနေ့တစ်ခါညတစ်ခါတရရှိလုံးပရိနေတပတ်ပဲစိတ်ပါတယ်စိတ်ပြီးတိုင်းမှာလည်းရည်စူးပြီးတော့ဆုတစ်ခါတောင်းပါတယ်ဆုတောင်းတာကျွန်တော်ရဲ့တွေ့ကြုံနေရတဲ့ဝေကြွေကံကြွေတွေအများဆုံးကြေပါစေအများဆုံးကြေပါစေအဲဒါမျိုးပေါ့နော်ကျွန်တော်တို့ကပရိစိတ်ပြီးတဲ့အခါမှာဆုတောင်းတယ်အဲစိတ်နေတဲ့အချိန်မှာစိတ်ကိုဘလို့ထားပါဘုရားရှင်အာရုံပြုထားပါဘုရားရှင်ရဲ့တမ္မာတမှုတော်ခုံတော်ဖြစ်တဲ့အလုံးစုံအသိမြင်တော်မူသောမြတ်စွာဘုရား တရားသူတရားမြတ်လို့ကိုပိုင်ညာအဖြစ်ထိုးထွင်းသိမြင်အောင်မြင်တော်မူသောမြတ်စွာဘုရားဟောကြားတော်မူသောမြတ်စွာဘုရားအလုံးစုံသိမြင်ဟောကြားတော်မူသောမြတ်စွာဘုရားကိုပိုင်ညာဖြင့်ထိုးထွင်းသိမြင်အောင်မြင်တော်မူသောမြတ်စွာဘုရားစသည်စသည်ပေါ့အဲ့လိုမျိုးဗုဒ္ဓဂုဏ်တော်ကိုအတိပဲလေးဟောသိပြီးတော့ဘုရားရှင်ကိုယေရှုပြီးတော့ပရိတရားရှင်တော်တေချာစိတ်ပါတေချာစိတ်ပါနော်တကယ်ကိုပဲစေရောလူရော relax ဖြစ်သွားမယ်စေရောရော relax ဖြစ်သွားပြီးတော့ကိုယ်နဲ့တင့်တော်လျောက်ပတ်တဲ့နေရာတစ်ခုကိုရတာပါလိမ့်မယ် ဝေကျူးတွေကြည်သွားပြီလို့လည်းစိတ်ထဲမှာခံစားချက်တွေရလာပါလိမ့်မယ်အင်မတန်ထူးခြားပါတယ်နော်အဲ့ဗုဒ္ဓဂုဏ်တော်တွေကအတ္တမအတ္တဗုဒ္ဓောဂါရာကိုတရားရှင်လုံးပြီနဲ့မနက်တစ်ပတ်ညနေတစ်ပတ်ဟိုညတစ်ပတ်ပေါ့နော်အဲ့တော့ဒီနေ့ကိုနှစ်ပတ်စေပြီပါစေပြီးတိုင်းမှာလည်းဆုတောင်းပါနော်အဲ့တော့ ဗုဒ္ဓဘာသာမှာဆူတောင်းတဲ့အတလေးဟာဆူတောင်းနေတာတော့မရှိဘူးဒါပေမဲ့ကိုကတော့ဆူတောင်းပြီပါဆူမတောင်းဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဆူတောင်းနေရပြန်ကျဲပြီးရောက်ရှိသွားတာမဟုတ်လို့ပါအဲကြောင့်တမာတမောရောကာရာကိုရွတ်ပါပရိစိတ်ပါပရိမစိတ်ခြင်းနဲ့ဆိုရွတ်လေရပါတယ်နော်ဒီနေ့ကိုမနက်တရားရှိခေါညတရားရှိခေါရွတ်ပေါ့ဒါမှမဟုတ်ပရိရတော့တပတ်တပတ်စိတ်ပေါ့အဲတော့အာညုံကတော့အချိန်ကြီးကိုအာယုံပြရမှာမဟုတ်ဘူးနော် အဓိကဖះရှင်ရဲ့ဂုံတော်ဖြစ်တဲ့တမ္မာတော်တော်ကောင်းတော်တော့အာရုံပြုပါအားလုံးပဲငွေဝင်လက်ရှင်တို့ချစ်ခင်ကြပါစေဝေကြီးကံကြီးတွေကနေလွတ်မြောက်ကြပါစေ